ဒီနေ့မှာတော့လူမှုကွန်ရက်မှာတော်တော်လေးကိုပြန့်နှံ့ခဲ့ပြီး share တဲ့သူပေါင်း 11k တွဲ k လောင်ဒီပါတီရှိခဲ့တဲ့ post ကတော့ရုပ်ရှင်မင်းသားကြီးဝင်းဦးရဲ့နောက်ဆုံးချိန် post ပါပဲရုပ်ရှင်မင်းသားကြီးဝင်းဦးဟာမမရပြောခဲ့ရင်1988မှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်အခုဆိုရင်ကွယ်လွန်ခဲ့တာဟာနှစ်ပေါင်း40နီးပါးရှိပြီဖြစ်ပါတယ်ရုပ်ရှင်မင်းသားကြီးဝင်းဦးကွယ်လွန်ခဲ့တဲ့နောက်ဆုံးချိန်မှာ post ထဲမှာရေးထားတဲ့အကြောင်းအရာကတော့တော်တော်များဖတ်ဖို့ကြာပါပါတကယ်လို့အဖြစ်မှန်သာဆိုရင်တတော်လေးကိုစိတ်မကောင်းရှင်နေပွေရာအဖြစ်ပါပဲရုပ်ရှင်မင်းသားကြီးဝင်းဦးဟာမကောင်းတဲ့တက်ပညာနဲ့တိုက်ခိုက်ခံရပြီးဆုံးပါခဲ့တယ်လို့လည်းဆိုပါတယ်ဒါကတော့အဲ့ဒီ post အရာပြောတာပါတကယ်တော့ရုပ်ရှင်မင်းသားကြီးဝင်းဦးဘလို့ဆုံးပါခဲ့လဲရုပ်ရှင်မင်းသားကြီးဝင်းဦးရဲ့နောက်ဆုံးချိန်နေရုပ်ရှင်မင်းသားကြီးဝင်းဦးရဲ့ အကြောင်းကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ရုပ်ရှင်မင်းသားကြီးဝင်းဦးဟာတဲ့1988 AB လမှာဦးမကြီးကင်ဆာကြောင့်ဖြစ်တင်ကိုတဲ့ဆေးသွာကုပြီးပြန်လာတယ်ဆိုပါတယ်။1988ဒီဇင်ဘာလ14ရက်နေ့မှာအင်မတန်နာမည်ကြီးတဲ့ခိုင်မာလာနှင်းစီရုပ်ရှင်စကားကြီးရိုက်ကူးစင်မှာကွယ်လွန်ရှာတာဖြစ်ပါတယ်။ရုပ်ရှင်မင်းသားကြီးဝင်းဦးကွယ်လွန်တော့အသက်က 50ကြော်သားရှိပါသေးတယ်53 54ဝကျင်သားရှိတဲ့အတွက်ကြောင့်အင်မတန်မှစိတ်မကောင်းဖြစ်ရပါတယ်။ကွယ်လွန်ပြီးတဲ့အခါရုပ်ရှင်မင်းသားကြီးဝင်းဦးရဲ့အမွေတွေကိုဒေါ်အိုင်းတင်လာကဆက်ခံရတယ်ဆိုပါလေ။ရုပ်ရှင်မင်းသားကြီးဝင်းဦးဟာအမွေမှုတွေလည်းကွယ်လွန်ပြီးတဲ့နောက်မှာဖြစ်ခဲ့တယ်လို့သိရပါတယ်။ဒေါ်အိုင်းတင်လာကတစ်ဖက်နောက်ပြီးတော့ရုပ်ရှင်မင်းသားကြီးဝင်းဦးရဲ့မွေးစားသားတွေကတစ်ဖက်ဖြစ်ခဲ့တာပါ။ဒါပေမဲ့နောက်ဆုံးမှာတရားရုံးကတော့အရင်တင်လာကို အနိုင်ပေးခဲ့တယ်လို့ဆိုပါတယ်။ဒေါ်အိုင်းတင်လာဟာရုပ်ရှင်ဝင်သားကြီး ဝင်းဦးနောက်ဆုံးချိန်မှာအကောင်းဆုံးပြုစုသွားတဲ့အမျိုးသမီးလည်းဖြစ်ပါတယ်။မင်းသားကြီးဝင်းဦးအင်္ဂလန်ကနေပြီးတော့ဒေါ်အိုင်းတင်လာထံပေးတဲ့ပေးစာချို့မှာဆိုရင် အင်္ဂလန်မှာမင်းသားကြီးတက်ရောက် ကုသခဲ့တဲ့စီးရုံဟာအလွန်တရာမှဆီကြီးတဲ့အကြောင်း RS of Bali မှာသာတက်ရောက်ကုသနိုင်တဲ့စေုံဖြစ်ပြီးတော့အရင်တင်လာကအများကြီး ်မင်းသားကြီးကိုခရီးဆိုင်ကစေယုံခါစီးဒီပါပေးချေခဲ့ရတယ်လို့ဆိုပါတယ်။ဒါဟာတော့အိုင်းတလရဲ့ရုပ်ရှင်မင်းသားကြီးဝင်ဦးပေါ်ထားတဲ့တန်ရောစဉ်ချစ်ချင်းမြတ်တာကြောင့်ပါ။ဒါကြောင့်သူ့ရဲ့နောက်ဆုံးချိန်မှာရုပ်ရှင်မင်းသားကြီးဝင်ဦးဟာသူ့ရဲ့အမွေရပိုင်ခွင့်တွေကိုတော့အိုင်းတင်လာကိုဆက်ခံခိုင်းတာပဲဖြစ်ခဲ့ပါလေ။ရုပ်ရှင်မင်းသားကြီးဝင်ဦးရဲ့နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးအဲ့ဒီတုန်းကရုပ်ရှင်လောကမှာတိမိလိုက်တဲ့သူချိုးရဲ့ပြောပြချက်ကိုကောက်လို့ရရင်တော့ ပထမဆုံးပြောချင်တာကရုပ်ရှင်မင်းသားကြီးသူ့မောင်ပါရုပ်ရှင်မင်းသားကြီးသူ့မောင်ကတဲ့မင်းသားကြီးဝင်ဦးအင်္ဂလန်ကနေယောဂကုသလို့ပြန်လာပြီးရန်ကုန်ပြောင်းတဲ့ချိန်မှာတွေ့ဆုံခဲ့ပူပါတယ်အဲ့ဒီတုန်းကဦးသူ့မောင်ရဲ့ရေးထားချက်အရာဆိုရင်သူ့ရဲ့အခုရုပ်ရှင်မင်းသားကြီးထွန်းထွန်းဝင်းရဲ့နှစ်ယောက်နဲ့မင်းသားကြီးဝင်ဦးကဆုံခဲ့တာပါပွဲတစ်ပွဲမှာပါမင်းသားကြီးဝင်ဦးကဦးသူ့မောင်တို့ကိုဖိတ်ခေါ်တယ်တဲ့ သူ့ရဲ့အိမ်ပါတဲ့တရက်လောက်ပြပြပပစားတော့ရအောင်တဲ့အဲ့မှာဥသူမတော်ကအားနာပြီးအော်အကိုကြီးရဲ့ခုမှနေပြန်ကောင်းကစားအဲ့လိုတောက်စားတာမသင့်ပါဘူးလို့အဲ့ဒီလိုအဓိပ္ပာယ်ရတဲ့စကားပြောခဲ့တယ်ဆိုပါလေဒါပေမဲ့မင်းသားကြီးဝန်ဦးကရတယ်ဆရာဝန်တွေကကိုယ့်ကိုစားခြင်းအားစားလှုပ်ခြင်းအားလှုပ်ကောင်းသွားပြီလို့ပြောတယ်လို့ဆိုပြီးဆိုပါလေဒါပေမဲ့ဥသူမတော်ကစိတ်ထဲထင်ကနေဖြစ်သွားပါလေဆရာဝန်တွေက မင်းသားကြီးကိုစိတ်ချမ်းသာစေဖို့မင်းသားကြီးနောက်ဆုံးခြင်းတွေကိုများသိလို့များအဲ့ဒီလိုမျိုးပြောခဲ့တာလားဆိုပြီးတန်တရားဖြစ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုမျိုးတွေးလဲရှိခဲ့ပါတယ်မတော်ဖြစ်ပါဘူးလေအဲ့ဒီချိန်ကရုပ်ရှင်မင်းသားကြီးဝင်ဦးဟာဘာလန်ကတိုက်ခန်းလေးမှာနေနေတာဖြစ်ပါတယ်အဲ့နောက်တလားကြာမှာပဲမင်းသားကြီးဝင်ဦးဟာ ဆုံးပါခဲ့တယ်လို့သိရပါတယ်မင်းသားကြီးဝင်ဦးဟာ သူရေးခဲ့တဲ့ဝတ္ထုတွေနဲ့သူရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားတွေထဲမှာလှုပ်ဝက်ဆန်းကျင်မှုတွေကိုအမှုပညာစွမ်းရည်နဲ့ဖော်ထုတ်ပြသခဲ့ရုံသာမက သူနောက်ဆုံးချိန်မြရတနာစီကဲမှာတက်ရောက်စီကုတာနေတော့သူ့ဘဝနောက်ဆုံးရက်တွေမှာလည်းအမှုပညာမြောက်တဲ့လှုပ်ဝက်ဆန်းကျင်မှုတစ်ခုပြုလုပ်သွားတယ်ဗျဒါကဘာလဲဆိုတော့စေယုံကရင်ပေါ်မှာရှိတဲ့ကောင်းမှုအောင်မှာစိုက်တိတ်ထားပါတယ်ဒီစိုက်ကိုဘသူတူတယောက်ကမှဖွင့်ဖောက်လို့မဖက်ရလေအောင်မျက်ချင်မပြတ်ကြီးရှုဆောင်ရှောက်ထားလေတဲ့ 1988ဒီဇင်ဘာ14ရက်မင်းသားကြီးကွယ်လွန်နှိမ့်ဆက်ရောက်တာနဲ့တပြိုင်နက်ဆွေမျိုးသားချင်းတော်ဆက်သူတွေဟာမင်းသားကြီးခေါင်းအောက်မှာထားရှိတဲ့စာအုပ်ကိုတိလို့စုံနဲ့ဖွင့်ပေါက်ဖတ်ကြပါလေတဲ့အဲ့ဒီစာအုပ်ထဲမှာဘာစာရွက်စာတန်းမှမပါရှိကြောင်းတွေ့ရတော့ဖွင့်ဖတ်သူအလုံးအံ့ဩသင့်သွားပါလေတဲ့ခေါင်းအောက်မှာတည်တန်းစာရှိတယ်လို့ဆွေမျိုးမေတ္တင်ကဟာတွေအလုံးကထင်မြင်စေဖို့စီစဉ်ထားခြင်းဖြစ်ကြောင်းဖွင့်ပေါက်တဲ့အခါမှာသိရတယ်ဆိုပါလေ ဒါပေမဲ့အဲ့ဒီကောင်းအောက်ကစာရေးထဲမှာတည်တန်းစာလုံးဝမရှိပါဘူး။သူ့ရဲ့ကျမရဲ့ခြေနေကိုတည်တဲ့အခါဦးဝင်းဦးဟာသူ့သဘောဆန္ဒထုတ်ဖော်တဲ့တည်တန်းစာတစ်စောင်း1988နိုဝင်ဘာ28ကတည်းကရေးသားခဲ့ပါတယ်။အဲ့ဒီတည်တန်းစာမှာစီမံခန့်ခွဲသူအဖြစ်ဒေါ်အိုင်းတင်ဟောင်းကိုခန့်အပ်ခဲ့တယ်လို့ဆိုပါတယ်။အဝင်ဟာမိပိုင်ပစ္စည်းတွေကိုတည်တန်းစာရေးသားစီမံခန့်ခွဲပြီးဖြစ်တဲ့အတွက်တရားရုံးတွေမှာအမှုခင်းဖြစ်ပွားစရာမရှိတော့ဘူးလို့ယူဆပါရှိပါတယ်။ သူကလည်းအမှုကင်းမဖြစ်စေလို့တဲ့ဆန္ဒနဲ့တည်တန်းစာရေးသားပြီးစီမံခန့်ခွဲခဲ့တာဖြစ်ပါလေ။ဒါပေမဲ့သူ့ဆန္ဒတိုင်းမဖြစ်လာပါဘူး။ကွယ်လွန်ပြီးနောက်မှာအမှုခင်းနေဖြစ်ပွားခဲ့တယ်လို့ဆိုပါလေ။ဥဝင်ကွယ်လွန်နေဆရောက်ပြီးတဲ့နောက်တော့အိုင်းတင်လာကရန်ကုန်တိုင်းတရားဥပ္ပါဥဝင်ဦးရဲ့အမွေပစ္စည်းနဲ့ဆက်လင်းပြီးတည်တန်းစာဒီဗျူလက်မှတ်ထုတ်ပေးဖို့ရှောက်ထားပါလေ။ဒီရှောက်ထားချက်ကိုဦးဦးရဲ့မွေးစားသားဆိုသူကဝင်ရောက်ကန့်ကွက်ပါလေသူကန့်ကွက်လာမှာ ဥကိုဥခေါ်ဥဥဟာဘုဒ္ဓဘာသာကိုးကွယ်တဲ့မြန်မာလူမျိုး ဖြစ်ပါတယ်ဆိုပြီး၎င်းဥကိုဥခေါ်ဥဥရေးသားခဲ့တဲ့တေထန်းစာမှာမူလကအတိတ်တဲ့နှစ်ဦးလက်မှတ်ရေးထိုးထားခြင်းမရှိပါဆိုပြီး၎င်းဖော်ပြထားပါလိမ့်။သူထုချေထားခဲ့သလိုဥကိုဥခေါ်ဥဥဟာမြန်မာဗုဒ္ဓဘာသာဝင်တို့ဖြစ်ရင်တေထန်းစာရေးခွင့်ရှိမှာမဟုတ်ပါဘူး။ဒါကြောင့်ဥဥဟာ ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်ပါတယ်လို့တသက်သေထင်ရှားစွာပြသနိုင်ရင်သူရေးခဲ့တဲ့သေတန်းစာဟာပြက်ပြက်သွားတဲ့အခြေအနေမှာရှိပါလေ။ဒါအပြင်ဦးဦးရေးခဲ့တဲ့သေတန်းစာမှာအသေးသက်သေနှစ်ဦးလက်မှတ်ရေးထိုးထားခြင်းမရှိပါဘူး။တသက်သေထင်ရှားပြသနိုင်ပါကလည်းသေတန်းစာမှာတရားမဝင်တဲ့အဖြစ်ကိုရောက်ရှိသွားနိုင်တယ်ဆိုပါလေ။ဒါပေမဲ့မွေးစားသွားလို့ဆိုသူကမိမိရဲ့ကန့်ကွက်လွန်တဲ့အတူမွေးစားစာချုပ်ဓာတ်ပုံမိထုပ်ပူးတွဲပြီးတင်ပြတယ်ဆိုပါလေ။ ဒီမွေးစားစာချုပ်ကို စာချုပ်မှတ်ပုံတင်ရုံမှာမှတ်ပုံတင်ချုပ်ဆိုခဲ့တဲ့ကဦးဝင်းဦးဟာခရီးရန်ဘာသာကိုကူပြောင်းသွားရင် မွေးစားခြင်းပြည့်ပြည့်သွားမှာဖြစ်ပါလေ။တည်တန်းစာတီဗီလက်မှတ်ထုတ်ပေးဖို့ရှောက်ထားနေတော့ဒေါ်အိုင်းတင်ဟာကတရားလိုပြုလုပ်ပြီးကန့်ကွက်သူဟာကွယ်လွန်သူရဲ့မွေစားမွေခံအိတ်ဒီမမွေစားတာမဟုတ်ကြောင်းမဟာကျညာပေးစီလို့မှုကိုထပ်မံဆွဲဆိုပါတယ်အဲ့ဒီအမှုမှာ ပြောရမယ်ဆိုရင်တော့မွေးစားစာချုပ်ဟာ15ကျက်တန်ပေါ်မှာချုပ်ဆိုရမယ်စာ9ကျက်တန်ဒစိန်ကောင်းပေါ်မှာချုပ်ဆိုထားတဲ့အတွက်ဒစိန်ကောင်းမလုံလောက်ခြင်းနဲ့ဥပဒေနဲ့ညီစာချုပ်စာတန်းမှတ်ပုံတွေရောမှာမှတ်ပုံတင်မထားခြင်းတို့ကြောင့်အမွေစားမွေခံအိတ်ထိမှသာသမီအရာမမြောက်လို့ဆိုပါတယ်ဒီမှုကိုရန်ကုန်တိုင်းတွဲဖက်တရားသူကြီးကလက်ခံဆောင်ရွက်ကြနာပြီးနောက်ဒေါ်အာရင်တင်လာအားအနိုင်ပေးခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့် ။ဥဝင်ဦးကွယ်လွန်သွားပြီးတဲ့နောက်မှာလည်းအမွေမှုပြဿနာတွေအများအပြားဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ဦးတော်အိုင်းဒလာဟာဥဝင်ဦးရဲ့အမွေတွေကိုရရှိခဲ့တယ်ဆိုပေမဲ့အဓိကအပြင်တော့အမှုပညာမူပိုင်ဝင်းကိုရရှိတယ်လို့ဆိုရပါလိမ့်မယ်။ဥဝင်ဦးရဲ့စာပေအမှုပညာဂီတရုပ်ရှင်အဲ့ဒီမူပိုင်ခွင့်အားလုံးကိုတော့အရင်တင်လာကရရှိခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာဦးဝင်းဦးရဲ့ညီတော်ဆက်သူဦးနဲ့လည်းဒေါ်အိုင်းရင်တင်လာတို့ကြားထဲမှာအမွေမှုပြဿနာတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။